ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီဆွေဒီဆောင်းနေဆိုတော့ကျွန်တော်တို့သာသနာကယဟန်ဆင်လောင်းနေယဟန်လောင်းနေဆောင်းတာလေဒီမိမဘာမလို့ तू ကဆွဒီဆွေဒီနေပဲဆောင်းလို့အဲ့ဒါ၄ကျွန်တော်ပြောတာသူတို့တွေကလေပတ်စံစီတာကိုသူတို့ကတော့ဂုံဂုံစားတာဂုံမောက်တာဟမ်ပတ်စံစီလို့အလူလုံးနိုင်နေရေးဆိုတော့သူတို့လုံးလို့ရတယ်သူတို့အဲ့လိုထင်တာ စင်းတော့ပြောသူတို့မိမိစောက်ကျင့်တိုင်းပဲတိလာသူတို့မိမိစောက်ကျင့်မကောင်းငယ်လို့ဟိုမှာဟိုမှာခြေတော်ရမှာအမျိုးသမီးမူဝင်ရလို့ဟမ်ထားခဲ့တဲ့နေရာကိုသူတို့လက်ထက်တော့ကသွားပြီးတော့ဝင်တယ်ဟမ်ကျွန်တော်ပြောပြမယ်ဒီနေရာကိုအမျိုးသမီးမူဝင်ရအောင်ဆိုတာဖះမိုးခဲ့တာလေသူတို့ပြောတယ်ဖះမိုးခဲ့မှန်တယ်ဖះမိုးခဲ့တာယနေ့ကျွန်တော်တို့သာသနာက ဖျားသာသနာမဟုတ်တော့ဖျားပရိနိဗ္ဗာန်ပြုတ်သွားပြီတရားသာသနာနတ်ဒီဝါဒီစောက်စောက်တယ်နဲဒီနေရာမှာနော်နတ်ငကားတွေနတ်ဘလူးတွေဒီလိုမျိုးတွေအပေပုံမားတွေစောက်စောက်တာတွေရှိတယ်ပိတ်တာပုံမားတွေအပေပုံမားတွေဒီဟိုတွေဘာလဲဟိုဘလူးခေါ်လဲဟိုတိုက်တိုက်စောက်တို့ဘာတို့ဒီလိုမျိုးတွေစောက်စောက်တာတွေရှိတယ်ဟမ်သူတို့မှာကအဋ္ဌိပတ်တကူတွေရှိတယ်ဟမ် ခမားတို့အကုန်လုံးဘောအပြတ်တော့အကုန်လုံးလှုပ်လိုက်လို့ရတယ်အဲ့ဒီဘက်တကူတွေကျွန်တော်တို့သာသနာနဲ့ပတ်သက်လာရင်ကျွန်တော်တို့ကယုံကြည်တယ်နော်ဥပဒ်တကြောင့်ဥပဒ်ရောက်တယ်ပြီလားဘသူခမားတို့မဟုတ်တာလှုပ်ထိုင်ရင် အချိန်အခါနော်ခမားတို့အခုဖြစ်ကျင်မှာဖြစ်မယ်အေးနောက်တစ်ချိန်လက်ဖြစ်မှာသဘောပေါက်လားဟမ်နောက်ပြီးတော့ အဲ့ဒီမှာသူတော်ကောင်းတွေရောသူယုံမာတွေကလှုပ်လိုက်တဲ့အချိန်မှာသူတော်ကောင်းတွေလည်းပါတယ်ဘာလို့ကြည့်မလဲဆိုတော့ကျွန်တော်တို့ဖျားစင်လက်ထက်ကအဲ့ဒီယဟန်ဘဝဝုံများသောနော်ခွေးဘဝရောက်ခဲ့တော့ကလည်းဒီလိုပဲထမင်းငတ်ပြီးသိတာလူဘဝရောက်တော့လည်းဒီလိုပဲထမင်းငတ်ပြီးတော့ဟိုတငါပဲမိသားစုမှာဝင်စားတော့လေသူမိသားစုဟာသူမေသူတရွာလုံးငားမရတော့ဘူးသူ့ကိုမောထုတ်ရတယ်နောက်ဆုံးနောက်ဆုံးဘဝနော်ဖះဆင်းလက်ထက်ရောက်လာတော့မှနော် သူပါသွားတဲ့ယဟန္တာ900ဆုံးဆုံးမရဘူးအဲ့ဒီမှာဖះအသီတော်ဖះကနေကဲတပေါက်950နဲ့သွားဖះချွတ်ချွတ်မလို့အဲ့လို950နဲ့သူပါတဲ့ဘက်ကဆုံးမရအောင်အဲ့လိုပဲ950နဲ့တခါထက်ခွဲခွင်ခွင်ခွင်နောက်ဆုံးသူ့တို့တွေ့တာနောက်ဆုံးစင်တိုင်းဘုရားလက်ထက်လက်ပေါ်မှာဆရာစင်တိုင်းဘုရားလက်ပေါ်မှာစင်တိုင်းဘုရားတို့ခလာလို့စင်စရုမှုတို့ဟုတ်လားသူ့လက်ထက်ရောက်ဝင်ဟိုရင်းမဖြစ်တော့ဘူးစင်သာကြီးကြီးနော်ဒီလိုမျိုး တည့်ရဲ့ဝတ်ကြွေးတွေဒါကဒီဒါယဟန်ဒါယဟန္တာကြီးယဟန္တာနော်ပြိတဲ့မှာပြုတော့ယဟန္တာဖြစ်တာဒါနောက်ဆုံးဘဝမှာယဟန္တာဖြစ်သွားတာနော်ဒါကိုကျွန်တော်ကထောက်ပြတာဥပမာတည့်ရဲ့တည့်ရနဲ့ဒါဒါဆရာတော်ကြီးတွေဟောထားတဲ့တရားတွေကိုကျွန်တော်နာခဲ့ရလို့ကျွန်တော်ထောက်ပြတာအခုကျွန်တော်တို့အခုနော်တဘာဝဘေးတွေလာတာနော်အခုညတော်ဆိုလဲဟာလဲလေကြီးမိုးကြီးတွေချတာဟုတ်လားကိုယ်ငလျင်တွေချတယ်ပြီးတော့ဘာလဲဆိုတော့ မင်းတို့ကျွန်တော်တို့တိုင်းပြည်မှာဒီလိုမျိုးသာသနာကိုစော်ကားနေတာအယောင်မှများနေပြီကျွန်တော်ဗုဒ္ဓသာသနာကိုမထီမဲမြင်လောက်တာဖះကိုဘယ်လိုလဲ AI နီးပညာရင်းနဲ့ဟာလားဟိုဟိုဟို disk disk ကကခိုင်းတာတွေဟာဖះတွေလက်ဝိတ်ထိုးခိုင်းတာတွေဟမ်ဟိုပလင်မောကိုတက်ပြီးတော့ဟိုဟိုပေါက်လို့ပဲစားလောက်တာတွေဗရတ်တွေဗရတ်တွေဟမ်ဖះဇီဒီဖះဇီဒီတွေဟို ဟိုဌာပနာတွေခိုးတာတွေအများကြီးပဲဗျာပြောစရာမရှိတော့ဘူးယက်ဆရာတော်ကြီးစော်ကားတာတွေပေါ့လို့ပဲသားတွေတော်တော်များတာအခုဒီငလင်းမှာဟုတ်လားဟိုအဝေးမကြီးနေတော့ဗျာဒီငလင်းမှာတွားလူနေတဲ့လူတွေတော့မအစော်ကားခံရတဲ့အတိုက်ခိုက်ခံရတဲ့သူတို့ပါလေဟိုမြစ်မြစ်လီယာစိတ်တွေတအားများနေတိလားမနာလူစိတ်တွေတအားများနေမနာလူဝန်တူစိတ်တွေတအားများနေတိလား ိုမူရိဒမပွားနိုင်ဟမ်အဲ့လိုလူတွေကျွန်တော်တိုင်ကြီးအများကြီးရှိနေအဲ့ဒီကြောင့်မို့လို့အခုလို့ကပ်ဘေးတွေတစ်ခုပြီးတစ်ခုလာကျွန်တော်ကြိမ်တာမဟုတ်ဘူးခင်ဗျားတို့မြန်မာနိုင်ငံအများကြီးလာအောင်ပဲကပ်ဘေးတွေခင်ဗျားတို့စောင့်ကြည့်အဲ့လူယုံမာတွေရှိနေတာသိလားလူယုံမာတွေရှိနေတာသာသနာကိုမထင်မဲမြင်လောက်တဲ့လူယုံမာတွေရှိနေတာယဟန်သံဃာတွေပတ်အသက်ခံရတာလေအဲ့ဒီနေရာတွေပဲဟွန်း အများဆုံးအသက်ခံရတာအဲ့ဒီနေရာတွေပဲယဟန်သံဃာတွေသတ်တာဟမ်တာဝနာဝန်ထမ်းနေတဲ့ယဟန်တွေသံဃာတွေကိုသတ်တာအဲ့ဒီနေရာတွေပဲကျွန်တော်တို့တိုင်းပြီးလူယုံမာတွေများကျွန်တော်ကြိမ်တာမဟုတ်ဘူးတကယ်ပြောတာအပြစ်မှန်နော်ကျွန်တော်တို့ဗုဒ္ဓသာသနာကိုကျွန်တော်တို့ကယုံကြည်သက်ဝင်တယ်နော်နန္ဒာဘာဝလောကတွေလည်းကျွန်တော်တို့ကယုံကြည်သက်ဝင်တယ်မြင်ရမမြင်ရကျွန်တော်တို့အကုန်သိတယ်နော်မလုံသိတဲ့အရာ မလုံကြပါနဲ့နော် ဖြစ်ဖြစ်သင့်လားမဖြစ်သင့်လားဟမ်အဲ့ဒီဒီဘုံကြီးသင်္ကန်းစည်းဝေးတဲ့ဒီဝိဒီဒီမြင်မမြင်ရတဲ့ကိုသင်္ကန်းစည်းဝေးတဲ့ဆိုတော့အဲ့ဒီမှာဥဆောင်မီလုံနေတဲ့ဘုံကြီးကကျွန်တော်ထင်တယ်အဲ့ဒီဘုံကြီးကဘုံကြီးကဝတ်ထားတာဥဆောင်မီလုံပြီးနေဘုံကြီးကဘုံကြီးကဝတ်ထားတာစာပေတွေကျမ်းကနေဖျားစာပေတွေဖျားဟိုအဟောကျမ်းကနေကိုကျမ်းမှတ်ဖို့ကိုလေးလာဖို့မရှိခဲ့ဘူးလားမသိဘူး ဘလူဟာတွေလည်းမသိဘူးဗျာပြောရတာတော်တော်လေးဟိုမှာကြက်သိတုံးတယ်မပြောလည်းမပြောချင်တော့ဘူးဟမ်ခင်ဗျားတို့လက်လာပါရဘူးဟုတ်လားပေါလို့ပဲသာလှုပ်တဲ့လှုပ်ခိုင်းတဲ့တထေးတွေခိုင်းတိုင်းခင်ဗျားတို့စောင်းမလုံးနဲ့ဒါကျွန်တော်တို့သာသနာကိုစော်ကားနေတာကျွန်တော်ဗုဒ္ဓသာသနာကိုစော်ကားနေတာဟမ်စကြဝဠာကြီးတစ်ခုလုံးမှာနော်သာသနာတော်တဲ့ဗုဒ္ဓသာသနာတော်ထဲမှာယဟန်ဝုလို့ရတာသင်္ကန်းစီလို့ရတာလူဘုံတဘုံလဲစီတယ် ဟမ်ဘယ်ဘယ်အပေပုံနေဟိုအထက်ပုံနေဘယ်ပုံမဝလို့မရဘူးခမရတို့ဒါတော့နားမလဲဘူးလားဟမ်ပေါ်လို့ပဲသားခမရတို့အဲ့ဒီခမရတို့အိမ်မရအဲ့ကလေးတွေကိုကျွတ်ချင်းလွတ်ချင်းနဲ့ဆိုရင်အဲ့ကလေးတွေအတွက်ခမရတို့အလူတန်းများများလို့သာသနာတော်ရဟန်းတန်ဃာတွေရှိတယ်လူပုဂ္ဂိုလ်တွေရှိတယ်ခမရတို့အလူကြီးပေးပြီးရေစက်ကြအပြအဝေမြစ်တာများများဖို့တီလိုလုံးအောင်ပါလေ ဟမ်မယောရစီလူးနေရတယ်ဟူဟာဟမ်ခင်ဗျားတို့လုံနေတာเนาะအနာခုတ်ရတခြားဆရတခြားတွေဖြစ်နေတယ်သိလားအတိတ်ဗိမဟုတ်တာတွေဟမ်ကျွန်တော်တို့ဘုရားသာသနာသာသနာတော်တဲ့ကိုဝင်ဝင်ရတာဟိဆိုလို့ကျွန်တော်တို့လူပုံတပုံလေးရှိတယ်အဲ့လူပုံမှာတော့မနော်အင်္ကာမဆိုရင်လည်းဝင်လို့မရဘူးယဟန်ကလည်းမရဘူးသဘောပေါက်လားအနူဆွဲနေရင်လည်းမရဘူးအနာကြီးရောကတွေရှိလည်းမရဘူး နော်အကုန်မေးတာပေါ်လို့ပဲသားတွေဆောင်းမလုံးကြနဲ့နည်းနည်းပါဆင်ញင်ကြအောင်ကအခုတိုင်းကြီးကြီးကတအားကြီးကပ်ဘေးတွေဆိုင်နေတာခမရတော်တို့ပေါ်လို့ပဲသားတွေလို့တိုင်းကြီးကတပြေးပြေးကပ်ဘေးဆိုင်တာသိလားမကောင်းသူကဲကောင်းမကောင်းသူပဲကောင်းသူကဲမဲ့ဝါးရောက်လာပြီမင်းတို့ခမရတော်တွေနည်းနည်းပါစဉ်းစားအောင် ဖြစ်တင်လားမဖြစ်တင်လား ကျွန်တော်တို့ပြောရတာလေတကယ်အောက်ဥသူများတယ်ကျွန်တော်တို့တွေအစင်းဆုံးပြောကျွန်တော်တို့ကဒါမီးမောင်းခုပြတာနိုင်ငံတော်နိုင်ငံတော်ကဟာရဟန်းသံဃာတွေရောသာသနာ့ဝန်ကြီးဌာနတွေရောဒါတွေကကျွန်တော်တို့ကမီးမောင်းခုပြတာတကယ်လို့ဒီဟာတွေကိုဟာမသိသေးဘူးဟေးဆိုလဲအခုကျွန်တော်ပြောလိုက်ပြီဒါကိုလေးလာကြည့်ကြည့်နော်တကယ်လို့သိပြီးပြီဟေးဆိုရင်လဲဒါကိုဘလို့ပဲဖြစ်အရေးကိုယူသွားမှာဒါလုံးဝမဖြစ်သင့်ဘူးနော်လာနော်မားတွေအတွက် အတုခိုးစရာမှားယွင်းသောအတုခိုးစရာဖြစ်သွားမယ်ဟမ်နောင်လာမဲ့မျိုးဆက်သစ်တွေအဲ့ဒီဒေသမှာနေထိုင်တဲ့မျိုးဆက်သစ်တွေဟာဟာအစေးတော့အစေးကဟာလာဘုံကြီးတွေဟာလာလူတွေကဒီလိုမျိုးဟိုတွေရဲ့နန္ဒဘာဝလောကသားတွေကိုသင်္ကန်းစီးပြီးလို့ရခဲ့တာပဲငါတို့လည်းဒါအမှန်တရားပဲဆိုလိုက်လုံးကြမှာအမားကြီးကိုအမှန်တင်နေမောအမှန်တင်သွားမှာနော်ဒါဟိုလုံးဝကျွန်တော်တို့ကန့်လဲကန့်ွားတယ်ဆုတ်လဲဆုတ်ကြတယ် ဒါကြီးကလုံးဝမဖြစ်သင့်ဘူးဗျเนาะဒါဟိုတန်ဃာတော်ဆင်သူမြတ်တွေရောเนาะနိုင်ငံတော်ကသာသနာရေးဝန်ကြီးဌာနရောเนาะအောက်ခြေတီဆင်းပြီးတော့အရေးယူပေးရမှာဒီကိစ္စတွေဟာဆောင်ရွက်ပေးရမှာအရန်ဝန်နေစရာကောင်းတယ်ဗျာကျွန်တော်သာသနာတော်เนาะအဲ့ဒီအကြောင်းလေးနောက်ပြီးတော့ခုနကပြတဲ့အမျိုးသမီးเนาะခမရခမရပတ်စံချမ်းသာတော့ကြိုက်သလောက်ချမ်းသာလို့ရတယ် နော်ငါတို့သာသနာကိုမထီမဲမြင်မလို့နဲ့သဘောပေါက်လားမိမိကြိုက်သလောက်ချမ်းသာပတ်စံချမ်းသာတာနော်နင်တို့ကစိတ်ကအောက်တန်းကြတယ်လို့ခေါ်တယ်ငါတို့ဘာသာကိုမထီမဲမြင်လို့လို့နင်တို့ကပတ်စံပဲချမ်းသာတာစိတ်ကအောက်တန်းကြတယ်နင်တို့စိတ်ဓာတ်ပိုင်းဆိုင်ရာလေအခု online မှာ popular ဖြစ်နေရေခဲကြောင်းတဲ့အဆင်းတော့မရှိဘူးရေခဲကြောင်းတဲ့ကငွေကြီးတာမချမ်းသာဘူးသူစိတ်ဓာတ်ကဟိုးပုံများမှာနော်အရက်လေးစားဖို့ကောင်းတယ် သဘောပေါက်လားနှလုံးစိတ်တက်တဲ့နတ်သက်စီနဲ့အီးပဲနော်တို့တို့ကြိုက်တော့ချမ်းသာငါတို့စောက်ကူးမစိုက်ဘူးအေးငါတို့တာသနာကိုလာမစော်ကားနဲ့သဘောပေါက်လားနင်ကဘာကောင်မှမဟုတ်လို့လေငါတို့တာသနာနဲ့ပတ်သက်တဲ့ဆွေထီးတွေငွေထီးတွေလဆောင်းနေအောင်ဟမ်စင်သားလေးနင်နဲ့ကြိုက်တော့ချမ်းသာဟမ်နော်ကစိတ်တက်အောက်တန်ကြတာဟာဒီငါတို့သာသနာကိုဟာလာအလှူလောက်တာမဟုတ်ဘူး သာသနာမှာကုသိုလ်ယူတာမဟုတ်ဘူးအာဟုသိုလ်တွေလည်းပေးနေတာဗုဒ္ဓဘာသာခံယူလာပြီးတော့ဗုဒ္ဓရဲ့လမ်းစဉ်ကိုမလိုက်နိုင်တဲ့လူပိတ်တာပုံသားတွေတကယ်လူပိတ်တာပုံသားတွေသိလားလူလောကတွေရောက်လာပြီးတော့ဗုဒ္ဓရဲ့လမ်းစဉ်ကိုယူလာပြီးဗုဒ္ဓရဲ့လမ်းစဉ်ကိုမကျင့်ကြံမနေနိုင်ဘဲနဲ့တကယ်လူပိတ်တာပုံသားတွေအဲ့ဒါတွေအရန်ညွန်ဖို့ကောင်းတယ်ကျွန်တော်တို့ လူပုံတွေကိုရောက်လာပြီးဗုဒ္ဓသာသနာနဲ့ဗုဒ္ဓဘာသာခံယူလာပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘာသာသာသနာကိုလက်ဖြတ်စီနေတဲ့လူပိတ္တာတွေအယံယုံမှုကောင်းတယ်ကျွန်တော်တို့အယံယုံတယ်အလိုမျိုးဟာတွေမနီးလို့တကယ်ပြောတာကျွန်တော်ကလူများကလိုမျိုးတရားစွဲတာတော့ဘာလို့လုံးဝမဟုတ်ဘူးမနီးလို့ကျွန်တော်တို့မျက်စိစိတ်မှာဖြစ်ကြည့်လိုက်တစ်ချက်အဲ့ဒါမျိုးအစင်းဆုံးမျိုးကျွန်တော်ကိုယ်ထိုင်ရတယ်နော်ဒီသာသနာတော်အကြောင်းပြောလို့ဖြစ် ဖះစားပေးတယ်အများကြီးလေးလာထားတာမဟုတ်ဘူးတိုင်းပဲဗျာအနေချင်းလေးရတော့သိ့ကိုသိရမယ်ဟမ်ကိုရဲ့တက္ကံသိ့ကိုသိရမှာဒါဖြစ်သေးလားမဖြစ်သေးလားဆိုတာအတိတ်ပဲရှိလားမရှိလားဟုတ်တယ်လားကိုရဲ့ကိုဟိုရင်းလေးနဲ့ကိုစဉ်းစားကြည့်ကိုရဲ့အတွေးခေါ်လေးနဲ့ကိုစဉ်းစားကြည့်ဒါဖြစ်နိုင်လားမဖြစ်နိုင်လားဖြစ်သေးလားမဖြစ်သေးလားဟမ်ဒီနနာဘဝလောကသားဆိုတာမရှိလို့တောင်းစားနေရတာလေငှက်ပြတ်နေတာလေ ခင်ဗျားတို့မကြဘူးလားဟိုမှာတလိုက်တွေနှက်တွေတွေးတွေသမင်းစည်းစည်းဟိုကခွဲပြီးတော့တခါတည်းဟိုဗဇက်ပေါက်ကျင်းကျင်းလေးနဲ့ဟိုတဲ့နေရတာဆရာတော်ကြီးတွေဟောရတဲ့တရားတွေကိုမနာဘူးလားလားပိတ်တာပုံသားပါဆိုမှဟမ်ဒီပိတ်တာပုံသားတွေကငတ်ပြနေမှာပဲဒါကိုသူတို့ကိုကောင်းစေချင်နော်သူတို့အတွက်ကုသိုလ်ကောင်းမှုတွေလုပ်ပေးမယ်ဟမ်လူပုဂ္ဂိုလ်တွေပဲဖြစ်ရဟန်းသံဃာတွေပဲဖြစ်ကောင်းမှုကုသိုလ်များများလုပ်ပေး ပြင်ရည်စကြအများတပေးဝေပြင်တို့မြေတားတွေမြေများဖို့ဝေဒါတွေလုံးဝမလီမယောရစီမလူးကြပါနဲ့ကျွန်တော်တို့သာသနာကိုခလုံးမတိုင်နဲ့ခင်ဗျားတို့လုံးချင်တာလုံးနော်အခုကဟိုဗုဒ္ဓဘာသာခံယူလာပြီးတော့လဲလှုပ်လိုက်ဘုစောက်တလွဲတကယ်ရညရတွေ့ရကြားရတာတွေတခုမှလမိုင်းမကပ်ဘူး တကယ်ဘာ ड़ी မှလည်းမသိဘူးကျွန်တော်တို့ယုံတယ်ကျွန်တော်တို့သိတယ်ဟမ်ဒီနန္ဒဘာဝလောကသားတွေမြင်ရမြင်ရအပေပုံသားတွေကျွန်တော်တို့သိတယ်ကျွန်တော်တို့လက်ခံတယ်ဒါပေမဲ့သူတို့ကိုကျွတ်ကျွတ်ကျော်လောသူတို့စားရတော့ရအောင်ကျွန်တော်ဘယ်လိုလုပ်ပြရမှာလဲဒါကိုတွေးရမှာလေခင်ဗျားတို့ဆရာတော်တွေရဲ့တရားတွေမနာဘူးလားဟမ်ဟိုဟိုပုဂ္ဂိုလ်တစ်ခုဟာပုဂ္ဂိုလ်တစ်ခုဟာ ဟိုအဝတ်တွေလည်းမရှိဟုတ်လားမစင်ကိုမစင်ကိုထိုင်စားနေရတာတွေအများကြီးဆရာတော်တွေဟောထားတဲ့တရားတွေနည်းနည်းမှတရားလေးပါရင်နာပြီးတော့နည်းနည်းမှဟုတ်လားမဟုတ်လားစဉ်းစားအောင်လေလုံးသိလားမလုံးသိလားဟုတ်လားအဝတ်တွေအဝတ်မရှိလို့သူတို့သွားပြီးဒီကိုတွေအခုဝတ်နေဝတ်သွားပြီးချွတ်ပေးလို့မရဘူးကိုကဒီဦးရန်ရန်ရန်သားကတွေ့လဲရန်သားကသင်္ကန်းလေးကတ်လှူမယ်လူပုဂ္ဂိုလ်တွေတွေ့လဲဝှစားလေးဝယ်ပြီးတော့ပေးမယ်လှူမယ် တို့လိုလူလေးလူလိုက်တဲ့အကျိုးအားကြောင့်ဟာတို့ကိုအမြတ်တမ်းပေးဝင်မယ်တီလူသွားပါလေဟာငါတော့စာနေတယ်ဟာငါ့အမဲသားတပိသားကျွေးဆိုလိုက်သွားပြီးတော့အမဲသားတပိသားဝယ်ပြီးတကျွေးနေရတာအဲ့ဒါအကျိုးများမရှိဘူးခင်ဗျားတို့နားလဲလားပေါ်လို့ပဲသားတွေးခေါ်နေတကယ်ပဲကျွန်တော်မြန်မာနိုင်ငံတကယ်ပြောတာအများကြီးအများကြီးလာအောင်ပါခင်ဗျားတို့လေတကယ်ပြောတာ ငါးပါးသီလကိုခါဟုတ်မဆိုလို့မြင်အောင်နေကြဗျာတကယ်မြင်ရတွေ့ရတာလေတကယ်ပဲဘာကြောင့်လဲဆိုတော့လူတွေကလူယုံမာတွေများဝါပြီဗျာတာသနာကိုလည်းမကြည့်ညိုဟုတ်လားတာသနာတော်မှာတောင်းထမ်းဆောင်တဲ့ယန္တကာတွေလည်းတပ်ဖြတ်တယ်ဟမ်ဟိုဆရာသမားလည်းမသိဘူးမိဘဆရာသမားတွေလည်းမသိအမျိုးမျိုးစော်ကားတယ်2021ယနေ့အချိန်ကြီးမြင်နေရတဲ့မကောမှုဒုစရိုက်လုံးကအစုံတွေ့ရတယ် သိလားဟမ်ဆရာသမားတွေကိုလဲဟုတ်လားစော်ကားမိဘမိဘမှမသိစော်ကားရဟန်းသံဃာလဲရဟန်းသံဃာမသိစော်ကားသတ်ဖြတ်ဟမ်ကျောင်းကစီဒီပထိုးပါတခုမှမကြည့်အောင်အကောင်လုံးစော်ကားခမရတို့အပေါင်းမှာမယုံမစည်းနဲ့သွားအောင်မှာကျွန်တော်ချိန်သေးတာမဟုတ်ဘူးအမှန်တရားကိုပြောပြတာကျွန်တော်တို့ကမေတ္တာကိုအခြေခံပြီးပြောနေတာမဖြစ်သင့်တဲ့အရာတွေဗျာမလုံသင့်တဲ့အရာတွေ ဲ့ဒါတွေကိုမဖြစ်ဖို့မလုပ်ဖို့ကျွန်တော်ကပြောခြင်းတာနော်ဒါလေးပဲပြောရင်းနဲ့ပဲကျွန်တော်လိုက်ကိုဒီလောက်နဲ့ပဲအဆုံးသတ်ပြစီဗျာနော်အားလုံးပဲအေးချမ်းကြပါစေလို့အမြင်မှန်တရားတွေရကြပါစေလို့ပြောရင်းနဲ့ပဲနောက်နေ့မှပြန်တွေ့ကြမှာဗျာ